အရှိတောင်အာရှရဲ့ခီးသွွားဧည့်သည်တွေအများဆုံးသွားရောက်တဲ့နိုင်ငံတွေထဲမှာမလေးရှားနိုင်ငံကတရုတ်နဲ့ထိုင်းပြည်ရင်တတိယအဆင့်မှာရှိနေပါတယ်။ ဒီလိုမျိုးမလေးရှားနိုင်ငံကတွားရောက်လေပတ်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုမြန်မာနိုင်ငံသားတွေသိရှိစေဖို့ယူရပြီးကိုလံဘီယာလက်ရှားက Tourism Malaysia နဲ့ဆန်ဝင်းလဂုနိုပူးပေါင်းပြီးဒီပွဲကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။2004ခုနှစ်ကနေ2014ခုနှစ်အတွင်းမှာမလေးရှားနိုင်ငံကိုမြန်မာနိုင်ငံသားတွေအလဲပတ်ရောက်တာများပြီမဲ့မှနစ်ကစပြီးခီးသွားဧည့်သည်နှုံချဆင်းသွားခဲ့တယ်လို့ Tourism Malaysia ရဲ့ဒါရိုက်တာဖြစ်သူကပြောလာပါဗျ။မြန်မာခီးသွားဧည့်သည်တွေ မလေးရှားနိုင်ငံကိုလေပတ်နှုံပြန်လဲတိုးတက်လာစေခြင်းနဲ့အတွက်ဒီပွဲကိုကျင်းပဖြစ်တဲ့အကြောင်းခုလိုပြောပြခဲ့ပါတယ်။ To travel agent in Malaysia who is really play important role to bring more Myanmar tourists to Malaysia. ဒါဆိုမလေးရှားနိုင်ငံကတော့မြန်မာနိုင်ငံကမီဒီယာတွေနဲ့ခီးသွွားအင်ဂျင်စုတွေကိုမလေးရှားမှာဘယ်နေရာတွေသွားရောက်လဲပတ်လို့ကောင်းလဲလဲဆိုတာပြသခြင်းလို့ဒီနေ့ပွဲကိုကျင်းပတာပါ။၂၀၄၂ကလည်း၂၀၁၄အထိမလေးရှားကိုမြန်မာတွေဝင်ရောက်မှုများပြားခဲ့ပေမဲ့ မနစ်ကတောင်းတရာခိုင်နှုန်းကျော်ထိကျဆင်းသွားတာကြောင့်ဒီနှစ်မှာခီးသွဲအေဂျင့်တွေနဲ့ပူးပေါင်းပြီးပြန်လည်တိုးတက်လာအောင်လှုပ်ဆောင်သွားမှာပါမြန်မာနိုင်ငံနဲ့မလေးရှားနိုင်ငံဟာဓလေ့ထုံတန်းချင်းဆက်ဆက်နေပြီးကိုလိုနီခေတ်မတိုင်ခင်ကတည်းကမလေးရှားနိုင်ငံပြည်နှံပြည်နယ်မှာတွားရောက်နေထိုင်ခဲ့တဲ့မြန်မာလူမျိုးတချို့လည်းရှိခဲ့သလိုမလေးရှားနိုင်ငံရဲ့ပထဝီအနေထားကလည်းမြန်မာနိုင်ငံနဲ့အနီးဆက်ဆုံးတူညီတာကြောင့်မြန်မာနိုင်ငံနဲ့တူတဲ့သဘာဝအငွေ့အသက်တွေကိုလည်းခံစားရနိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်မယ်လို့ဆိုပါရယ်မြန်မာနိုင်ငံသားတွေအနေနဲ့ မလေးရှားနိုင်ငံကိုဘာကြောင့်တွားရောက်လဲပတ်တင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့လေကိုလံဘီယာလက်ရှားကဂျိုးဆက်ချန်ကအခုလိုပြောလာပါတယ် Malaysia and Myanmar is spread Malaysia နဲ့မြန်မာဟာဟိုးရင်တွေကဓလိထုံနှံခြင်းဆက်ဆက်နေတာပါကိုလိုနီခေတ်မတိုင်ခင်ကလည်းမြန်မာလူမျိုးတွေဟာမလေးရှားပြည်နှံပြည်နယ်မှာတွားရောက်အခြေချနေထိုင်ကြသလိုမြန်မာနိုင်ငံနဲ့ဆင်တူတဲ့တောင်တန်းအလှပတွေလည်းရှိနေတာကြောင့်မလေးရှားကိုလေပတ်ရင်မြန်မာနိုင်ငံနဲ့တူညီတဲ့ခံစားမှုမျိုးခံစားရစီမှာပါ စားတော့ဆိုင်နေခီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့နေရာတွေမှာလည်းမြန်မာတော်တော်များများကိုတွေ့ရပြီးတွားရလာရလုံခြုံတာကြောင့်မလေးရှားဟာမြန်မာပြည်တွားရောက်လေပဲတင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်